အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ scooter လေးမှာကျွန်တော်တက်ဖို့တူဖုန်း grip လေးရဲ့ Osmo Pocket တူ grip လေးရဲ့ကျွန်တော် Amazon နေမှာထားပါတယ်ဒေါ်လာ40ကျော်ကျော်လောက်တော့ကျသွားပါတယ်ဆိုတော့အဲ့အရာလေးကိုကျွန်တော်မြင်မြင်ဆန်းဆန်းထောက်ပြီးတော့ကျွန်တော် installation မြင်မြင်လုပ်ပါမယ်တပောက်နှစ်ပောက်အဲ့ဒါကျွန်တော်ဖောက်ကြည့်ပါမယ် อ่ะเนี่ยだから Osmo Pocket တို့ဒီမှာ GoPro တို့ Osmo Action တို့ဘာညာဒီလိုကင်မရာလေးတွေအတွက်ဒီကောင်ကအဲ့လိုမျိုး grip ပေါ့เนาะကျွန်တော်တို့ scooter မှာဒီလိုမျိုးနဲ့နဲ့ကြည့်ပြီးတော့ညင်ထောင်ထားပြီးတော့ nice stable တက်လို့ရအောင်လို့ဒီကောင်လေးကိုကျွန်တော်မှားလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီကောင်ကတမျိုးတော့တမျိုးလေးပဲဘယ်လိုလဲတော့ကျွန်တော်မသိသေးဘူးเนาะကျွန်တော်တစ်ချက်တော့ချိန်ကြည့်ရအောင်မယ်ခင်ဗျ तू ကဒီလိုမျိုးကြီးဆွဲပြီးတက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ငြိမ်မလားပေါ့เนาะဟိုမှာ scooter ရဲ့တိုင်နဲ့ သူအဲ့လိုနတ်နဲ့မဟုတ်ဘူးနေလို့ rubber သားကြီးနေဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိကျွန်တော်တက်ချီမှတီးမယ်ဒီမှာကအရည်ပေါ့နော်နတ်အရည်ဒီတက်ဟုတ်တယ်ဒီကောင်းလေးနဲ့ဒီကောင်းက base ပေါ့နော်အထိုင်တော့ပါတယ်ဒီပေါက်တွေအကုန်လုံးတူတူပါပဲအဲ့တော့ဒီကောင် Osmo Pocket တို့တောင်းမယ်ခုကကျွန်တော် Osmo Pocket နဲ့ရိုက်နေတာဆိုတော့ဒီလိုလုပ်ပြီးတော့ဒီကောင်မှလုတ်တက်ရမယ်အဲ့ကျွန်တော်စမ်းပြီး try ယူပါမယ်အဲ့တော့သူကဒီလိုထည့်ရမယ်ထင်ပါတယ် yes သူကဒီလိုထည့်ရထည့်ပြီးလဲလိုက်ရဟုတ်ပါတယ် ဘယ်လိုလှည့်လို့ရလဲအော်ဒီလိုလေးလှည့်လို့ရမယ်โอเค360ဒီလိုလှည့်လို့ရမယ်အဲဒီကောင်ကတော့စကူတာရဲ့လက်ကိုင်းတို့စပိန်ရဲ့လက်ကိုင်းတို့ဆိုင်ကယ်ရဲ့လက်ကိုင်းတို့မှာဒီကောင်ကဒီလိုမျိုး join လို့ရမယ်ပေါ့နော်ဆိုတော့မိုက်ပါတယ်ဟော also pocket အတွက်ပြီးတော့ပါပြီဒီကောင်ကတော့ဖုန်းအတွက်ပါဖုန်းနဲ့ live လောက်တာပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲရိုက်တာပဲဖြစ်ဖြစ်ကျတော့ဒီကောင်လိုအပ်ပါတယ်အဲ့ဒါလည်းဒီဆိုင်ကယ်စီးရလူတွေပဲဖြစ်ဖြစ်စကူတာစီးရလူတွေပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့ဖုန်းနေ location ကြည့်နေတာပဲဖြစ်ဖြစ်ကိုဒီဖုန်းနဲ့တခါတည်း ခုဒါသွားနေတဲ့ဟာဆိုင်ကင်မောင်းနေတဲ့ဟာတွေကို like ပြကြနေတာပဲဖြစ်ဖြစ်အဲ့ရက်ဒီကောင်လေးတွေအဲ့လက်ကင်မှာတက်ထားဖို့လိုအပ်ပါမယ်ဒီကောင်လေးဒီ net ရင်းနေပါဒီကောင်အဲ့လိုမျိုး net ရင်းနေထင်တာကျွန်တော်ဒီကောင်ပုံမိုက်ပါတယ် rubber rubber တုံးနေတတုံးနှစ်တုံးသုံးတုံးလေးတုံးပါမယ်အဲ့ဒါကိုဒီလိုလှုပ်လိုက်တယ်ညှက်လိုက်တယ်ဆိုရင်ကျွန်တော်တို့လက်ကင်တွေမပွန်းအောင်ပေါ့နော်ဆိုတော့ပြီးရင်ဒီကောင်နှက်ကိုကြက်ကြက်ပြီးတော့ဒီကောင်ကလစ်လှုပ်လိုက်ပြီးသွားပြီဒါပဲဒီကောင်ကတော့ဖုန်းထည့်ပြီးရိုက်တဲ့ဟာပေါ့နော်အဲ့တော့ ဒီကောင်ဘေးကဒီ neck လေးနဲ့ short တင်းပေါ့နော်ဒီမှာလေး clear လေးပါမယ်အဲ့တော့ဒီကောင် neck လေးကိုအရင် short ဒီကောင်ကဘာလို့မှားလိုက်လဲဆိုတော့ဒီကောင်ကကျတော့ကျွန်တော်ကင်မရာကို block ဖြစ်နေမှာမဟုတ်ကင်မရာကိုဖုံးနေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့အရာတွေကျတော့အဆင်မပြေလို့ကျွန်တော်ဒီကောင်ကိုလည်းတခြားလေးရွေးပြီးတော့မှားလိုက်တယ်ပေါ့နော်ဟုတ်ဖုန်းတွေမို့ဒီကောင် tablet တွေပါဆန့်နေသီးလားဒီကောင်လေးကလေကျွန်တော်အဲ့ဒီမှာကြည့်ထားတာပေါ့နော်အဲ့ဒီကောင်လေးလိုလိတခြားလေးကျက်လိုက် and then ကျက်ပြီးပြီဆိုရင်ဒီကောင်လေးကို click လောက်လိုက် ဒါဆို log ဖြစ်သွားပြီပေါ့အဲ့တော့ဒီကောင်လေးကဒီလိုဒီလိုဒီလိုလှည့်လို့လေးရမယ်နောက်ကတက်ဖို့ကြတော့ဒီကောင်နည်းနည်းခြောင်လိုက်မယ် yes ခြောင်ပြီးမှကောင်ဒီလိုထိုးထည့်လိုက်အောင်ပါပဲထိုးထည့်ပြီးဆိုရင်ဒီကောင်လေးကြက်လိုက်အောင်ပါပဲဒါပါပဲမှိုက်ပါလေဒီကြက်လိုက်ပြီးတော့လှည့်ခြင်းနဲ့ပတ်ကစားခြင်းနဲ့ပတ်လှည့်လို့ရတယ်ဆိုတော့မဆိုးခင်ဗျအဲ့တော့ဒီမှာဖုန်းကိုရှေ့နဲ့ဒီလိုမျိုးရိုက်လို့ရတယ်ဒီလိုမျိုးနောက်ကနေရိုက်လို့လည်းရတယ်အဲဥမာထားပါဒီလိုတက်ထားပြီးတော့ကျွန်တော်တို့သွားခြင်းနဲ့ location တွေထောက်ပြီးကြည်တာမျိုးတွေဖုန်းနဲ့အဆင်ပြေမယ် ီကောင်ကအော်စမိုပေါက်ကက်နဲ့ဘေးကနေကိုယ်ကိုပြန်ရိုက်တာပဲဖြစ်ဖြစ်ရှေ့ကကျွန်တော်တို့ဒီ environment ကိုပြကျင်တာပဲဖြစ်ဖြစ်အဆင်ပြေတယ်ဗောနောအဆင်ပြေသွားတဲ့ဒီဟာလေးနှစ်ခုကကျွန်တော်ဒါပြီးခဲ့တဲ့တစ်ပတ်ကမှားလိုက်တာပါဘာလို့ဆိုတော့ကျွန်တော် scooter နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသွားမှလာမှဖြစ်တဲ့အတွက်ကြောင့်ဒီကောင်လေးမှားလိုက်တာပါအဲ့တော့ scooter ကိုတက်ပြီးတော့ video vlog တွေယူလို့ရမယ် live တွေဒီ scooter mounting နဲ့လုပ်လို့ရမယ်အဲ့ဒီအတွက်ကျွန်တော်က ရည်ရွယ်ချက်နဲ့ဒီဟာလေးနှစ်ခုကိုမလာရခြင်းဖြစ်ပါတယ်ဒီမှာရာသီဥတုကအခုကိုတပတ်နီးနီးတော့မိုးရွာမယ်ဆိုပြီးတော့ sign တွေပြရနေပါတယ်အဲ့တော့ဘယ်လိုလာမလဲတော့စောင့်ကြည့်ရမှာပေါ့နော်ကျွန်တော်ကတော့ scooter နဲ့သွားဖို့ကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ပြပါဦးကြည့်ပြအများကြီးကျေးဇူးတင်ပါတယ်နောက် video clip တွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်